မိန်းကလေးဖြစ်ပြောင်းလိုက်တော့၃လကြာမှကိုဝင်ရှိနေပြီဖြစ်ကြောင်းသိပေးလာတယ်မိချုံမိချုံကမိန်းကလေးပုံစံနဲ့ဟာတဗီဒီယိုလေးတွေကိုဖန်တီးရင်ဆိုရှယ်မီဒီယာမှာနာမည်ကြီးလာခဲ့တာပါဒါပြင်တမိန်ကိုပင့်ကရင်းထိုးနေတဲ့အကောင်ကိုနေရာတိုင်းမှာကပြခဲ့တာကြောင့်လဲပွဲစုခဲ့ပါသေးတယ်မိချုံကယောက်ျားလေးဖြစ်မွေးဖွားလာပြီးမှမိန်းကလေးစိတ်တော်ဝင်နေသူပါနိုင်ငံသားမှနေထိုင်နေတာဖြစ်ပြီး LGBT တယောက်ဖြင့်လူသိရှင်ချောင်းကိုခံယူထားပါတယ် ဒါပြင်မျိုးသားတယောက်နဲ့လင်းချစ်သူဘဝကိုဖျက်ဆီးနေကြတာပါအမျိုးသားကိုချစ်သူတော်ထားကတိမ်ထဲမှာတူတူနေကြတာပါမိချိုက ဟာသဗီဒီယိုတွေရိုက်ကူးတဲ့ချိန်မှာသာမိန်းကလေးလိုနောက်ပြောင်ကဝစ်စင်တက်တာပါစပင်တူတက်တာမိန်းကလေးလိုဝစ်ပြီးဗီဒီယိုရိုက်ချိန်ကလွှဲရင်ကျန်တဲ့ချိန်မှာပုံမှန်သာနေတာပါ။ယောက်ျားလေးလိုသာနေပြီးမယ်မိန်းကလေးစိတ်ကတော့ပြေရှိပါတယ်။ဒါပြင်မိချိုက ပြီးခဲ့တဲ့လပိုင်းမှာမိန်းကလေးတယောက်လိုပြောင်းလဲတော့မယ့်အကြောင်းကိုလည်းအသိပေးလာခဲ့ပါတယ်။ မိန်းကလေးတယောက်လိုခွဲစိတ်ကပြုပြင်မှုဆုံးဖြတ်ကပြောင်းလဲလိုက်တာပါ။ယောက်ျားဖြစ်ကနေမိန်းကလေးလိုပြောင်းလဲလိုက်ရတဲ့ပုံမှာလည်းအယံကိုပျော်ရွှင်နေတာပါ။ဒါပေမဲ့မိန်းကလေးလိုမှုစင်မဲ့ပုံမှန်တိုင်းတာနေနေတာပါ။ပြီးခဲ့တဲ့ရက်မှာတော့မိချုကသူ့အကောင်ကနေတီးပေးလာခဲ့ပါတယ်။အင်အားကတော့မိချုကကိုဝင်သုံးလာရှိနေပါပြီလို့တီးပေးလာတာပါ။ယောက်ျားလေးကလည်းမိန်းကလေးဖြစ်ကိုပြောင်းလဲလိုက်ပြီးမှကိုဝင်ရှိနေပြီဖြစ်ကြောင်းကိုမိချိုကရေးတင်ထားခဲ့ပါတယ်။ ကိုဝင်သုံးလရှိနေပြီဆိုတဲ့အတွက်လူများကတော့မယုံကြည်နိုင်ဖြစ်နေကြတာပါ မိန်းကလေးလိုပြောင်းလဲရုံနဲ့ကိုဝင်ရှိဖို့ဆိုတာမဖြစ်နိုင်ပါဘူးကိုဝင်လွယ်ဖို့အတွက်ဆိုတာမိန်းကလေးတွေလိုတိမ်ပါမဖြစ်နိုင်တာကြောင့်ပါဒါပေမဲ့မိချုပ်ကတော့သူ့မှာကိုဝင်ရှိနေတာကြောင့်ဘာရင်ရှောင်ရမလဲဆိုပြီးပါမေးမြန်းလာခဲ့တာဖြစ်ပါတယ်မိချုပ်တိုင်းမှာခန်းဒီကနေဒုနဲ့ပြောင်းပြီးမကြခင်ပါပဲကိုကြီးနဲ့ရတဲ့ကိုဝင်သုံးလရှိနေပြီပါရီစားရမလဲပါရီရှောင်ရမလဲရှင်ဆိုပြီးမိထားတာပါ မိချုံကဝင်းရံသူတချို့ကတော့ကိုဝင်ရှိနေဆိုတော့ကိုတကယ်ယုံကြည်နေကြပါတယ်။ကိုဝင်ရှိနေတာကြောင့်နေထိုင်စင်ကြမလို့လေတတိပေးနေကြတာပါ။အပုံဆက်တွေကိုရှောင်းကလေးဓာရီလည်းမမပါနဲ့ဆိုပြီးတတိပေးနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လူများကတော့ကိုဝင်လွယ်ဖို့ဆိုတော့လောဝကိုမဖြစ်နိုင်ဘူးဆိုပြီးသားမယုံကြည်နေကြပါဘူး။မိချုံတောင်နာမည်ကြီးခြင်းတဲ့အတွက်ဇလန်းစင်လာတယ်လို့တောင်ယုံကြည်နေကြတာပါ။ မိချိုကဆင်းလီဖြစ်တာမို့နမဲကြီးအောင်လူများကြားထဲမှာပေါအောင်ကြံရပါတယ်။ခုတစ်ခါမှလည်းလူပြောများအောင်တတ်တတ်လှုပ်တယ်လို့သာထင်နေကြတာပါ။မိချိုကတော့သူ့ပိုင်ချင်းလေးကိုပါချပြအောင်မှဆိုပြီးပြောထားပါသေးတယ်။ဒီနိုင်ငံမှာတော့ခုလိုယောက်ျားလေးချင်းချင်းချစ်ကြိုက်ကောင်ယူကြတာကပုံမှန်ရာတစ်ခုလိုမဖြစ်သေးပါဘူး။ဒါပေမဲ့ပြည်ပနိုင်ငံတွေမှာတော့ပုံမှန်ရာတစ်ခုလိုဖြစ်နေတာပါ။ အမျိုးသားချင်းကြိုက်နေတဲ့ဇုံတွေတတွင်ဆိုရင်လေကလေးယူတဲ့အထိပါစူးစမ်းခဲ့ကြတာပါကလေးကိုလည်းအောင်မြင်စွာမွေးဖွားနိုင်ခဲ့တာမျိုးရှိပါတယ်မိန်းကလေးဖြစ်ပြောင်းလိုက်တာ၃လကြာမှခုံဝင်ရှိနေပြီဖြစ်ကြောင်းအသိပေးလာတဲ့မိချို့ပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်